ားလုံးမဲမင်္ဂလာပါရှင်24နှစ်အတွင်းထူရှားတဲ့ပြည်ရင်းပြပါစေဝန်ဆောင်ဖရဲတဲ့င်းလေးကိုတင်ဆက်ပေးပါတော့မယ်ကျမတို့မြစ်တီကိုပါမလင်ဘေးအန်တဲ့ပြည်သူများအတွက် KBS စံနာမန္တလေးမှာအထူးရှင်းဝေဌာနတွေကိုဖွင့်လှစ်ပြီးတော့ထုတ်ရှိပေးမိတဲ့တဲ့အတူရမားစီဖို့အတွက်အသက်15နှစ်ပြည့်သည်သူတွေကိုဆိုရှယ်မီဒီယာသုံးခွင့်ပေးလိုက်တဲ့တဲ့တောင်တဲဥပဒေမှာဖြစ်ပေါ်နေတဲ့မုံတိုင်းကြောင့်ရည်ကြီးမှုတွေဖြစ်မဲ့လို့သတိပေးလိုက်တဲ့တဲ့ ကလပ်ဘကလပ်ဖလားပြန်ပွဲမှာရီယယ်မက်ဒရစ်ပိုးဆွဲဖို့အတွက်ရေပန်းစားစုဖြစ်နေတဲ့တင်ပါဝင်အစားရှိတဲ့ပြည်တွင်းပြည်ပစိတ်ဝင်စားဖွဲ့တဲ့တင်တွေကိုတင်ဆက်ပေးသွားမှာပါအထမဆုံးအနေနဲ့ပြည်ဝင်တဲ့တပုတ်ကိုတင်ဆက်ပေးကြပါမယ်။ဂလင်းတိပီသူများအတွက် KBC စင်တာမန္တလေးမှာအထူးရှင်းဝင်ထားတာနဲ့ဖွင့်လှစ်ပြီးတော့အများဆုံးထုတ်ရှိပေးသွားမယ်လို့သိရပါဗျ။ဒီသတင်းကိုတော့မြန်သူတို့ကပေးပို့လာတာပါ။ အင်အားပြင်းမန္တလေးငလင်ကြီးကြောင့်အခက်အခဲကြုံတွေ့ခဲ့ရတဲ့ငလင်သိပ်ပြည်သူများအတွက် KBZ ဆန္ဒမန္တလေးမှာအထူးရှင်းငွေဌာနတွေကိုဖွင့်လှစ်ပြီးတော့အ мян ဆုံးထုတ်ရှိပြီးသွားမှာဖြစ်တယ်လို့သိရပါဗျ။ အထူးရှင်းဝင်ဌာနများဖွင့်လှစ်ရခြင်းအားငလင်းပေးသည့်ပြည်သူများအင်အားအမြန်ဆုံးတည်ဆောက်နိုင်ရန်နှင့်စီးပွားရေးလုပ်ငန်းများအရှိန်အဟုန်နှင့်ပြည်နယ်လက်ပတ်နိုင်မှုတွေယူရပြီးတော့လုံဆောင်ပေးရဖြစ်တယ်လို့သိရပါတယ်။ရှင်းဝင်မျိုးစားများအဖြစ် KBZ ဘဏ်ရဲ့တည်တဲ့ Home Loan အထူးရှင်းဝင်ဌာနနှင့်ရှင်နဲ့အထူးရှင်းဝင်ဌာန SME အလျင်မြန်နဲ့ Corporate လုံထုတ်ရှင်းဝင်တို့ပါဝင်တယ်လို့သိရပါတယ်။ ရှင်းခွင့်ရတဲ့သူတွေကိုဆန္ဒမှာဘဝင်ဆောင်မှုတွေကိုအမြန်ဆုံးနဲ့အတိအယောက်ဆုံးပြည့်စည်ဖို့အတွက် ကောင်နာများဖွင့်လှစ်ပြီးတော့ဆွေးနွေးပေးခြင်းတရင်ရှက်လက်များရောက်ပြီးတော့ရှောက်လာလက်ခံရအောင်ကလက်ထုံးလုံးတွေများနဲ့အညီစစ်စစ်ပြီးတော့ပန်ခွေများမှာတစင်ရှင်းခွင့်များကိုအမြန်ဆုံးရှိပေးသွားမယ်လို့အတည်ပြုထားပါတယ်အဆိုပါ KPZ ဆန္ဒမန္တလေးကိုရမန်နေကစတင်ပွင့်လင်းခဲ့တာဖြစ်ပြီးဆန္ဒအတွင်းမှာစိတ်ချမ်းမာရေးပါဝဲလူနာ900နေ့စဉ်ခါမေကုတာနိုင်တဲ့စေကုတာခန့်များကောဆန္ဒမှာတစင်အကူအညီတောက်ခံနိုင်မိထ ောက်ပတ်လူတိုင်းရေးစံတာအခမဲ့စာသုံးနိုင်မယ်နေလေစာညစာထမင်းစာစာတောက်ရီတန်နဲ့တောင်းရီအခမဲ့ဖြစ်လူပေးခြင်းအခမဲ့အသုံးပြုနိုင်မယ်ယေရှုခန်အင်တာနဲ့အဝိရှော်ဆက်များစစင်ထားစီရင်နဲ့အခမဲ့အသုံးပြုနိုင်မယ် LPG gas မီးပူဆောင်များလည်းပါဝင်နေလို့သိရပါတယ်ဆက်လက်ပြီးနိုင်ငံတကာတင်းသဘောကိုတင်ဆက်ပေးကြပါတယ်အတွေ့အော်မရှိဖို့အတွက်အသက်15နှစ်ပြည့်သူတွေကိုဆိုရှယ်မီဒီယာသုံးခွင့်ပေးလိုက်ပါတယ်။ဒီတင်ကိုတော့ငင်းချောင်းဝါပြပူလာတာပါ။ တိုင်းငင်ရာဇဝင်မှုတွေမြင့်တက်လာတာကြောင့်အသက်15နှစ်ပြည့်သည့်သူတွေကိုဆိုရှယ်မီဒီယာသုံးခွင့်ပေးဖို့အတွက်ပြည်သူ့တမရမက်ခရွန်ကဆုံးဖြတ်လိုက်တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းတွင်ကအသက်30ရွယ်ကျောင်းကူတယောက်ဟာအလေတန်းကျောင်းသားတအုပ်ရဲ့ဓာတ်ထုတ်မှုကြောင့်အသက်ဆုံးရှုံးခဲ့ရပြီးနောက်မှာ ပြည်သူ့ဆိုရဟာအရေးပေါ်စီဝေကျမခဲ့ပြီးအပြေရှားခဲ့ကြပါတယ်။ ပြည်ထောင်နိုင်ငံတွင်မှပြီးခဲ့တဲ့နှစ်ပိုင်းတွင်ကျောင်းတွေမှာဓာတ်ထုတ်မှုတွေမြင့်တက်လာခဲ့ပြီးအဲ့လိုဖြစ်စီရင်ကြောင်းရင်းနေတွေမှာဆိုရှယ်မီဒီယာတွေကအရွယ်မြောက်သေးတဲ့ကလေးငယ်တွေကိုလမ်းမရောက်တပိုနေရဖြစ်တယ်လို့အချက်ကိုတည်ပြုခဲ့ပါတယ်။ဒါကြောင့်အသက်15နှစ်ပြည့်သေးတဲ့ကလေးတွေကိုဆိုရှယ်မီဒီယာသုံးခွင့်ပေးပြီးမှုအတွက်ဆုံးဖြတ်လိုက်တာပဲဖြစ်ပါတယ်။ပြည်ထောင်နိုင်ငံတွင်မှအရွယ်မြောက်သေးတဲ့သူတွေရာဇဝတ်မှုကျူးလွန်တဲ့နှုန်းကလည်းတိတိတတ်တတ်မြင့်တက်လာတယ်လို့သိရပါတယ်။နောက်ထပ်နိုင်ငံတကာတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။ တောင်တေးပင်နယ်ဖြစ်ပေါ်နေတဲ့မုန်တိုင်းကြောင့်ရေကြီးမှုဖြစ်ပေါ်မယ်လို့သတိပေးလိုက်ပါတယ်။သတင်းကိုတော့ငင်းကြောင်ဝါပြပူလာတာပါ။တောင်တရုတ်ပင်လယ်မှာဖြစ်ပေါ်နေတဲ့လီဘီယာနဲ့ယမန်ဟာမုန်တိုင်းဖြစ်ကိုရောက်ရှိပြီးတော့အရှိတောအာရှနိုင်ငံတွေမှာရင်ကျိမှုတွေဖြစ်ပေါ်နိုင်တယ်လို့မူလီဝတ္တပညာရှင်တွေကသတိပေးမှုတွေပြုလုပ်နေတယ်လို့သိရပါဗျ။ ဖြစ်ပေါ်နေတဲ့လီဘီယာနေရာဝဟာတရုတ်တိုင်ပေကိုမုန်တိုင်းပြင်းနဲ့ဖြစ်ကျော်ပြီးတရုတ်နိုင်ငံအရှိတောင်ပိုင်းကိုဝင်ရောက်မယ်လို့လက်ရှိချိန်မှာခန့်မှန်းထားကြပါတယ်။ဝူတစ်လို့မြည်ပေးထားတဲ့အစိုးရမုန်တိုင်းဟာတရုတ်နိုင်ငံအရှိတောင်ပိုင်းကိုဝင်ရောက်ပါဖြစ်ပေမယ့်ထိုင်းနိုင်ငံ၊ BNN နိုင်ငံ၊လာအိုနိုင်ငံ၊ကမ္ဘောဒီးယားနိုင်ငံနဲ့မြန်မာနိုင်ငံတို့မှာမိုးတက်တဲ့ဆရာတော်မှုတွေဖြစ်ပေါ်မယ်လို့သတိပေးချက်ထဲမှာပါဝင်ခဲ့ပါတယ်။ ထိုင်းနိုင်ငံရှိမြောက်ပိုင်းနဲ့ရှမ်းပြည်နယ်မှာမိုးသည်ထန်စွာရွာသွန်းမှုတွေဖြစ်ပေါ်မယ်လို့လည်းသတိပေးထားပါတယ်။ဦးတင်မုံတိုင်းဟာတောင်တရုတ်ပင်လယ်မှာဒီနေ့မုန်တုံရာသီမှာပထမဆုံးဖြစ်ပေါ်တဲ့အင်အားပြည့်မုန်တိုင်းဖြစ်မယ်လို့သိရပါတယ်။ဆက်လက်ပြီးအာကစားတဲ့တပုတ်ကိုလည်းလက်ခံရရှိထားပါသေးတယ်။ကလပ်ကပဖလားပြိုင်ပွဲမှာ Real Madrid ကိုဆွဲဖို့အတွက်ရေပန်းအဆောင်ဖြစ်နေပါတယ်။ဒီနေ့ကတော့ညင်းကြောင်ဝါပြပူလာတာပါ။ အမေရိကန်နိုင်ငံမှာလာမယ့်ဇွန်လ14ရက်နေ့ကနေဇူလိုင်လ17ရက်နေ့ထိကျင်းပမယ့်ကလပ်ကပဗလာပြိုင်ပွဲမှာရီယယ်မက်ဒရစ်အသင်းကဘူဆွဲဖို့ပြည့်ပြည့်တသားရေးပန်းစားပြီးဘူဆွဲဖို့ရေးပန်းစားဆုံးအသင်းဖြစ်နေတယ်လို့သိရပါတယ်။အမေရိကန်ကိုထွက်ခွာသွားတဲ့ရီယယ်မက်ဒရစ်အသင်းမှာအသစ်ခေါ်ထားတဲ့နောက်ကကစားသမား၂ဦးဖြစ်တဲ့အာနိုနဲ့ဒင်းဥဆန်တို့ပါပါဝင်လာတာကြောင့်ဘူဆွဲဖို့ရေးပန်းစားဆုံးအသင်းဖြစ်လာတာပါ။ရီယယ်မက်ဒရစ်ကအောက်ဆု H မှာကြောင်းနေပြီး င်တာမီလန်နီပြည်ရာတို့ကထွက်ခွာလာတဲ့ဆမ်မိုနီအင်ဇာဂီတာဝန်ယူထားတဲ့ဆော်ရင်ထက်တီကလပ်အဲဟီလဲမြောက်အမေရိကတားရဲ့အင်အားကြီးကလပ်တစ်ခုဖြစ်တဲ့ပါရှူကဩစတြေးလျရှမ်ပီယံဆဲဘတ်တို့နဲ့တောဆူရဲကြောင်းနေပါတယ်ရီယယ်မက်ဒရစ်နဲ့ဒူပိုဆွဲဖို့အတွက်ရေပန်းစားနေတဲ့တင်တွေထဲမှာလက်ရှိချန်ပီယံမန်စီးတီးနဲ့ချန်ပီယံလိချန်ပီယံ PSG တင်တွေလည်းပါဝင်နေပါတယ် ကလကပဖလားပြန်ပွဲမှာပိုဆွဲတဲ့တင်ဟာစူဂျီအမေရိကန်ဒေါ်လာ350နီးပါးရရှိမှာဖြစ်လို့ဥရောပအရှေ့ဆိုင် ARG တင်တွေကပိုဆွဲဖို့အတွက်ပြစ်မှတ်ထားကြိုးပမ်းနေရလို့လည်းသိရပါဗျ။အခုတင်ဆက်ပေးခဲ့တာတွေကတော့မြန်မာရှိရဲ့24နိုင်အနည်းငယ်သတင်းတွေပဲဖြစ်ပါတယ်။တချို့အပိတ်ကြပြည်သက်များအားလုံးကျမ်းမာရှင်လန်ကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။